စကောင်စီနဲ့ KNA ပူးပေါင်းမဟာမိတ်တပ်တွေဟာကရှင်ဒေသကနေရာအနှံ့ပြားမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးလက်ရှိဖာကန်မြို့နယ်အပါအဝင်ဖာကန်အန်ဒိုဂျီကားလန်နဲ့ဖာကန်မြစ်ကြီးနားကားလန်ပိုင်းတွေမှာတိုက်ပွဲတွေပြင်းထန်နေတာပါတပ်ဝဲနှုတ်ဆက်တွေအဖြစ်ဖာကန်ဒေသခံတွေနဲ့အတူအဲ့ဒီဒေသရောက်ရခိုင်ရှိပြောင်းလုတ်သားတွေဟာလည်းအခက်အခဲတချို့ကြုံနေရတယ်လို့ဖာကန်မြို့နယ်မှာနေထိုင်နေတဲ့ရခိုင်လူမျိုးကိုစန်တင်လင်းက DMG ကိုပြောပါတယ် ဖာကန်တို့တနိုင်းတို့အပြင်ကချင်ဒေတာမြို့နယ်အနှံ့ပြားမှာတော့ရခိုင်လူမျိုးရွှေ့ပြောင်းလုတ်ကန်စားတောက်လျက်ရှိကြပါတယ်။အဲတိုက်ပွဲနောက်ဆက်တွဲအနေနဲ့ပြောရရင်ဒီမှာရှိတဲ့ရခိုင်လူမျိုးတွေဘေးကင်းလုံခြုံမဲ့နေရာတွေမှာရွှေ့ပြီးနေထိုင်ကြရပါတယ်။အဲတိုက်ပွဲဖြစ်ပြီဆိုတော့အနေနဲ့အများတော့ဒုက္ခရောက်ကြရပါတယ်။ မြစ်ကြီးနာကနဲ့ဖားကန့်မြို့နယ်ကိုဥတီလာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ကင်အန်ရော့တိုက်ပွဲဖြစ်နေတာဟာရပ်ပေါင်း20ကျော်အထိကြာမြင့်လာပြီးလက်ရှိလဝါကာမန်းနန်ယာနမ်ဒီစားတဲ့နေရာအနီးတွေမှာတိုက်ပွဲတွေဖြစ်ပွားနေမှုနဲ့အတူစစ်ကောင်စီရဲ့စစ်ကြောင်းဟာဖားကန့်မြို့နယ်အနီးကခွန်ဆန်ဆက်အထိရောက်ရှိနေတာလည်းဖြစ်ပါတယ်။ဒါအပြင်အင်ဒေါ်ကြီးဖားကန့်လမ်းပိုင်းမှာလည်းအင်အားအများပြားနဲ့စစ်ကောင်စီကစစ်ကြောင်းထိုးနေတာကြောင့် နတ်မွန်မျိုးအနည်းစနေကုန်းကျွာအနည်းမှာလဲတိုက်ပွဲတွေဖြစ်ပေါ်နေပါတယ်တိုက်ပွဲကြောင့်ဖားကန့်မြို့နယ်မှာကုံစင်းတို့မြင့်တက်မှုကိုရင်ဆိုင်နေရပြီးတော့နေရပြန်မဲ့ရခိုင်လူမျိုးတချို့ဟာလဲအခက်ခဲတွေရှိနေတယ်လို့သိရပါတယ်ဖားကန့်မြို့နယ်မှာစာဝန်းနေရဲ့လောက်ကန်ရှာဖွေမှုတွေမှာတော့အဲကျွန်တော်တို့ကို့အခက်တွေကို့ကို့အခက်ခဲတွေနဲ့ကိုရှိပါတယ်အဲနေရပြန်ချင်တဲ့သူတွေရှိနေသလိုကျွန်တော်တို့တချို့ကလည်းငွေအခက်ခဲကြောင့်မပြန်နိုင်တဲ့သူတွေရှိသလို ကျွန်တော်လမ်းခီးကလည်းအဲအခက်ခဲတွေရှိခဲ့တာကြောင့်မပြောင်းရေးကြတဲ့သူတွေရှိပါတယ်။ကချင်ပြည်နယ်ကဖာကန့်တနိုင်းဝမ်မော်ရှိဖွဲစားရက်မြို့နယ်တွေမှာကြောက်စိမ်းရွှေပရင်နဲ့တစ်ထုတ်လုပ်ရေးလုပ်ငန်းခွင်အပြင်ရာဘာကျွန်းငှက်ပြောစားရက်ဆက်ပြေးလုပ်ငန်းခွင်တွေမှာလည်းတင်းကြီးတဲ့ရခိုင်ရွှေပြောင်းလုပ်သားတွေတွားရောက်လောက်ကန်နေကြတာပါ။အဲ့ဒီမြို့နယ်တွေမှာ2023ခုနှစ်နှစ်ကုန်ပိုင်းကစလို့တိုက်ပွဲတွေပြင်းထန်လာမှုနဲ့အတူ လောင်ကောင်းခင်အများစု ရနာထားရတာကြောင့်ရခိုင်ရွှေပြောင်းလှုပ်သားတွေဟာလည်းအလုံလမစ်ဖြစ်နေရမှုနဲ့အတူစားဝတ်နေရတဲ့အတွက် စင်ခေါ်မှုတွေလည်းရှိနေကြတာဖြစ်ပါတယ်